မင်္ဂလာပါရှင် တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်လုံးမြို့နယ်စင်ထောက်ကိုင်းချီမှာဝေလာငမန်းတုံးကောင်တောင်တင်တိတ်ဆုံးတဲ့သတင်းစေအုပ်စုရွေးကောက်ပွဲအတွက်မြင်းမျိုးကတက္ကသိုလ်ကျောင်းသားတချို့ကိုကြိုတင်မဲဆောက်ပေးခိုင်းတဲ့အကြောင်းတော်ရအထူးစည်းပွားရေးဆောင်မှာရှိတဲ့ရွာတချို့မှာဆရာနာရှင်တက်ကဖိအားပေးပြီးလူအရေးစီရင်ကောက်နေတဲ့တည်င်း မောတောင်ဒေသခံစစ်ပေးဆောင်1800ကျော်ဆောင်းဖြာနဲ့စေဝါးရီလိုအပ်နေတဲ့အခြေအနေချုံပူရီမှာမြန်မာမွန်မာနှဦးကြောင်းသွားချင်းရင်းမတော်တဆဖြစ်ပြီးတိတ်ဆုံးသွားတဲ့အကြောင်းဆရတဲ့တည်င်းအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။လောင်လုံးမြွတ်နယ်ကြောက်တွင်းဟာနာကအစင်ထောက်ကန်ချီမှာဝေလာငမန်းသုံးကောင်တောင်းတင်ပြီးတိတ်ဆုံးနေပါတယ်။ဒီတည်င်းကိုဒူဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ လောင်လုံးမြို့နယ်ကြောက်တင်ရွာနာကဆင်နောက်ကန်းကြီးမှာဝီလငမန်းသုံးကောင်တောင်းတင်ပြီးတည်ဆုံနေတယ်လို့သိရပါတယ်။မြို့သုံးဖို့အန်ဒီရဲ့ရှိနေတဲ့ဝီလငမန်းလူဖြစ်ပြီးဆင်နောက်ကန်းကြီးမှာတောင်းတင်တည်ဆုံနေတာကိုနိုဝင်ဘာလ16ရက်နေ့မှာဒေသခံတွေတွေ့ရှိခဲ့ကြတာပါ။တနေ့တိုင်တိုင်ဒေတာခန်တွေကဝါစီပြောလို့ခေါ်ကြတဲ့ဝီလငမန်းတွေဟာအရှိပေ40လောက်ထိရှိတတ်ကြပြီးလူကိုအရေမပြူတဲ့မျိုးစိတ်ဖြစ်ပါတယ်။ အဲ့ဒီဝေလာငမန်းတွေဟာအကောင်ရင်တဖြည်းဖြည်းယော့နယ်လာနေတဲ့အတွက်ပြည်ပြည်ဆိုင်ရာသဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကမျိုးတုံဖို့အန္တရာယ်ရှိတဲ့မျိုးစိတ်အဖြစ်သတ်မှတ်ထားတာပါမြမပင်လယ်ကံယူတန်းမှာဝေလာငမန်းတွေတခါတရံတည်ဆုံတောင့်တင်တတ်ပေမဲ့ဒီလိုအစုလိုက်တည်ဆုံတောင့်တင်တာမရှိခဲ့ဘူးလို့သဘောပတ်ဝန်းကျင်အရေးလှှရှားသူတအူကပြောပါတယ် လက်ရှိဝေလငမန်းတွေတောင်တေတည်ဆုံးနေတဲ့ဒေသဟာစဲနာရှိတန်နေတော်လဲတက်တွေကြားလက်နက်ကိုင်းပြိပခပြင်းထန်တဲ့ဒေသဖြစ်တဲ့အတွက်ကျွမ်းကျင်ပညာရှင်တွေတွားရောက်ဖို့မလွယ်ကူပါဘူးပြီးခဲ့တဲ့2021ခုနှစ်နဲ့2022ခုနှစ်ကလည်းတနင်္သာရီတိုင်းထဲဝေလငမန်းချို့တည်ဆုံးပြီးတောင်တေခဲ့ကြပူပါတယ်စစ်ကောင်မရှင်ကလုံမဲ့ရွေးကောက်ပွဲအတွက်မင်းမျိုးမှရှိတဲ့တက္ကသိုလ်ကျောင်းသားတချို့ကိုနိုဝင်ဘာလ18ရက်နေ့ကစပြီးကျူတင်မဲထက်ခိုင်းနေတယ်လို့သိရပါဗျ။ ပြည်စင်မလားနှောင်းပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲချိန်မှာအခြားတိုင်းနဲ့ပြည်နယ်တွေကိုပညာသင်သွားမဲ့မြင်းမျိုးခံတက္ကသိုလ်ကျောင်းသားတွေကိုကြွတင်မဲထက်ခိုင်းတာဖြစ်တယ်လို့ပြည်သူ့ပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးကပြောပါရယ်။ဒဝယ်မျိုးမှာရှိတဲ့တက္ကသိုလ်တွေမှာတော့အခုလိုကြွတင်မဲထက်ခိုင်းတာလက်တလုံးမကြရသေးပါဘူး။စစ်ကောင်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတော့ရွေးကောက်ပွဲကျင်းပမဲ့အချိန်အတွင်းမဲဆန္ဒနယ်ပြင်ပရောက်နေတဲ့တက္ကသိုလ်ကျောင်းသားတွေနိုဝင်ဘာလ18ရက်နေ့ကနေ22ရက်နေ့အတွင်းကြွတင်မဲပေးနိုင်တယ်လို့ကြေညာထားပါရယ်။ တနင်္လာရီတိုင်းစစ်ကော်မရှင်အဖွဲ့ဝန်ကြီးချုပ်အပါအဝင်ဝန်ကြီးအများစုကလည်းကြိုတင်မဲပေးချိန်မြင်းမြူကိုရောက်ရှိနေကြတယ်လို့သိရပါဗျာ။တော်လိုင်းအင်အားစုတွေကတော့စစ်ကော်မရှင်ကလုံးမဲ့အတူအရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကောက်ွက်ထားကြပါဗျာ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းစစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဖိအားပေးမဲထည့်ခိုင်းသူတွေကိုတိုင်ကြားနိုင်တယ်လို့အသိပေးထုတ်ပြန်ထားပါဗျာ။ ဒါအပြင်မြန်မာစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့အကြက်အတန်းနဲ့ပဋိပက္ခတွေကိုပြည်လဲစီမှာမဟုတ်သလိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့နိုင်ငံတကာအတိုင်းအဝိုင်းကဝေဖန်ထောက်ပြနေကြပါတယ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်းမြန်မာစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ပြောဆိုထားပါဗျ။ ရေဖြူမြို့နယ်ဒုဝအထူးစီးပွားရေးဆောင်မှရှိတဲ့နဘူးလက်ဒေတာက ထိန်ကြီးရွာ၊ပရဒက်ရွာ၊လဲဆောင်ကြီးရွာတွေမှာစစ်အနာရှင်တပ်က PRPP လူဦးရေစင်းကောက်ယူနေပါတယ်။ဒီတဲ့တင်ကိုဒုဝ Wash အဖွဲ့သားတဦးကပြောပြပေးသားမှာပါ။ရှေးပြည်မျိုးနဲ့တဝဲထူစီပွားရေးဆိုနဘူးလေဒေတာကထိတ်ကြီးပရတန်လစ်ဆောင်စားတဲ့ခြေပါတော်ရွာကိုဆက်နိုင်ရှင်တက်ကဖီအားပေးပြီးလူကြီးစင်းကောက်ယူနေတယ်လို့သိရပါတယ်။နဘူးလေဒေတာကိုဆက်နိုင်ရှင်တက်က မကြကနာစစ်ကြောင်းထုံနေတဲ့တွဲဒေသခံတွေဖမ်းဆီးခံရမယ်ဆိုရင်စစ်စရလွယ်ကူစေဖို့လူရည်စင်းပေးရမယ်ဆိုပြီးဆက်နာရှင်တပ်တောင်ရှိသူကပြောကြားခဲ့တယ်လို့ဆိုပါတယ်။တွဲရင်နဲ့စစ်ကန်ယာယီစစ်ကန်ကဆက်နာရှင်တပ်ဖွဲ့ဟာနိုင်မလာ၁၉ရက်မော်ဒက်ဆန်နာရီလောက်မှာထေကြီးရွာကို ရောက်ရှိလာပြီးထေကြီးရွာအနောက်ကျောင်းမှာတပ်ဆွဲကလူရည်စင်းကောက်နေတာပါ။ စစ်ကြောင်းလာချီလမ်းလျှောက်မှာရှိတဲ့ဒေသခံတွေကိုလည်းဖမ်းဆီးခေါ်ဆောင်လာပြီးဖမ်းဆီးလာသူတွေကိုကျေးရွာအတွင်းစေလောကလူကြီးစင်ပေးချဖို့လိုက်လံနှုတ်ဆော်ခိုင်ခဲ့တယ်လို့ဒေသခံတွေကပြောပါဆရာနာရှင်တာနိုင်မလာပထမပတ်ကစပြီးရေမျိုးနယ်မှုသူထွေဝါဘွားကြီးဝါနဲ့အမင်းကြီးကြီးဝါတွေကိုလေတရားဝင်တရားထွက်စေချောင်းထူကလူကြီးစင်လိုက်လံကောက်ယူခဲ့ပါတယ် ခုလိုလူရေးစင်ကောက်ယူနေတာဟာစေအိုစုကအခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ်ရွေးကောက်ပွဲအတွေ့လှုပ်ဆောင်နေတာဖြစ်တယ်လို့လေတော်လိုင်းတပ်ဖွဲ့တာဝန်ရှိသူအချို့ကပြောဆိုထားကြပါတယ်။ထိုင်းမြန်မာနယ်စပ်ကမော်တော်မျိုးသိမ်းတိုက်ပွဲမှာထွက်ပြေးတိမ်းရှောင်နေကြတဲ့စစ်ဘေးရှောင်1800ကျော်ဆောင်းဖြာနဲ့စေဝါးတွေလိုအပ်နေပါတယ်။ဒီသတင်းကိုဒိုဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ထိုင်းမြန်မာနယ်စပ်ကမောရောင်မျိုးတိတ်တိုက်ပွဲမှာထွတ်ပြေးတိတ်ရှောင်နေကြတဲ့စစ်ဘေးရှောင်1800ကျော်စောင်ဖြာနဲ့စေဝါတွေလိုအပ်နေပါတယ်။မောရောင်မျိုးကိုတော်လိုင်းတပ်တွေတက်ခိုက်သိမ်းယူပြီးတဲ့နောက်အစံနာရှင်တပ်ကလေကြောင်းတက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်နေတဲ့အတွက်နေအိမ်မပြောင်းနိုင်ကြသေးဘူးလို့စစ်ရှောင်နေရသူတွေကအဆိုပါတယ်။နိုဝင်ဘာလတရနေ့မှာမော်တော်မျိုးအဝင်ဂိတ်ကိုစစ်နာရှင်တပ်ကပိတ်တဲ့အချိန်ကအစလို့နေဆက်မြေနာကိုစတင်တိတ်ရှောင်ခဲ့ကြတာပါ။ လက်ရှိမှာတော့နေဆက်အနီးတိတ်ရှောင်နေရပြီးအရေးပေါ်ထွက်ပြေးတိတ်ရှောင်လာသူတွေထဲစောင်းနဲ့ဖြာမပါလာသူများနေတယ်လို့စပေးရှောင်အရေးကူညီနေသူတဦးကဆိုပါတယ်စပေးရှောင်းတွေအတွက်ထမင်းဘူးတွေကိုထိုင်းရက်ွက်လူကြီးကမနေ့အတွက်တာဝယူချစ်ပြုတ်နေပြီးညနေအတွက်ကိုတော့မြန်မာတွေကတာဝယူချစ်ပြုတ်နေရလို့သိရပါတယ်။စပေးရှောင်းတွေလိုအပ်နေတဲ့အိမ်သားနဲ့ရေချိုးခန်းတွေအတွက်အရာကြီးအဆောင်တွေစောက်ပေးနေပြီးလိုအပ်တဲ့ပစ္စည်းတွေကိုထိုင်းရောက်မြန်မာတွေကကူညီတယ်လို့ဆိုပါတယ်။ ဆက်ဆောင်လို့ရနလကြော့အထိနေအိမ်ပြန်ဝင်မရတဲ့အနေအထားရှိတယ်လို့ထိုင်းအနာပိုင်တွေကခံမှန်းထားတဲ့အတွက်ယာယီအိမ်သားနဲ့ရေချုံကားတွေရှောက်ပေးတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ဆက်ဆောင်ထဲမှာတနည်းမပြည့်သေးတဲ့ကလေးတွေလည်းရှိနေတဲ့အတွက်နုံမုံနဲ့ကလေးအသုံးဆောင်တွေလည်းလိုအပ်နေတယ်လို့ Salvation League ကတရားပါတယ်။ထိုင်းနိုင်ငံချုံပိုရီခရိုင်မှာမြန်မာမနှမနှအူကြောင်းသွားချင်းရေမတော်တဆဖြစ်ပြီးတိတ်ဆုံးခဲ့တယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ နိုင်ဗလာ18ရက်နေ့မနေ့ပိုင်းကစီရချားတေတောင်းမှာအသက်9နှစ်နဲ့15နှစ်အရွယ်မြန်မာနိုင်ငံသားမနမနှစ်ဦးကျောင်းကိုဆိုင်ကယ်နဲ့လာချင်းလမ်းလျှောက်နေတဲ့လာအိုနိုင်ငံသားတဦးကိုဝင်တိုက်ပြီးဆိုင်ကယ်ပေါ်ကနေလွင့်ကျသွားတဲ့အချိန်မှာနောက်ကလာတဲ့ကွန်တင်ကားကမနမနှစ်ဦးကိုဝင်တိုက်ခဲ့တာပါအသက်9နှစ်အရွယ်ညီမဖြစ်သူကိုအကိုဖြစ်သူကဆိုင်ကယ်နဲ့ကြောင်းလိုက်ဖို့ချင်းရင်မတော်တဆမှုဖြစ်ခဲ့ပြီးထိုင်းရောက်တာမကြသေးတဲ့အကိုဖြစ်သူဟာလမ်းကြောင်းကျွမ်းကျင်မှုမရှိဘဲလမ်းလျှောက်နေသူကိုတိုက်မိပြီးဆိုင်ကယ်မောက်ခဲ့တာလို့ရဲတပ်ဖွဲ့ကသုံးသပ်ထားပါတယ်။ ရင်းမတော်တဆောက်မှုကြောင့်မနမနဦးစလုံးနေရာမှာတင်သိမ်းဆုံးခဲ့ပါတယ်။ရဲတပ်ဖွဲ့ကတော့အခင်းဖြစ်တဲ့နေရာကတပ်သေးတွေကိုတင်ဆက်ပြီးကာတမကိုစစ်ဆေးမင်းမြန်ဖို့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အခုလိုတင်းနေတဲ့တင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒိုဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။